အခုဗီဒီယိုမှာယူကရိန်းထုတ်ထားတဲ့ရန်မိုက်တဲ့ပါဝတ်ကြောင်းပြောမှာပါ။ဘာလို့လဲဆိုရင်ပုံမှန်ပါဝတ်တွေကကျွန်တော်ဒီ power output ကို20ဝက်ဝန်းကျင်မှာထုတ်ပေးနိုင်တယ်။ဆိုတော့ခုနောက်ပိုင်းမှာဗျာဒီ smartphone တွေက80ဝက်တွေ100ဝက်တွေ fast charging တွေရလာတဲ့အချိန်မှာအခုလိုမျိုးဒီ power bank တွေက20ဝက်လောက်ပဲထုတ်ပေးနိုင်တော့ဘလို့မှဗျာ fast charging ကိုတွင်းလို့မရဘူး။အဲ့ဒီအချိန်မှာအခုဒီ Ukraine ရဲ့ power bank ကအရင်ကမိုက်သွားတယ်။ဘာကြောင့်လဲဆိုရင်ဒီ Ukraine power bank က2000 mAh battery ကိုမှ ဒီကောင်ဟန်ဒိုဝက်ထီကို power output ထုတ်ပေးနိုင်တယ်ဆိုတော့ guna by phone နဲ့တွဲသုံးမဲ့ဆိုရင်ဒီကောင်ကဗျာ fast charging ကိုလုံးဝတွင်းလို့အဆင်ပြေတယ်ကျွန်တော်ဆိုရင်ဒီ Ukraine ရဲ့ဟန်ဒိုဝက် power bank ကိုဘယ်နေရာမှာတုံးလဲဆိုရင်ကျွန်တော်ရဲ့ MacBook Air ကိုဗျာ Android နဲ့နေရာပြန်ပြီးတုံးတယ် Ukraine ကနေပြောထားတဲ့အတိုင်းဆိုရင်ဒီ power bank နဲ့ MacBook Air 15 inch ကိုတစ်ကြိမ်အပြည့်အသွင်းလို့ရမယ်ဆိုတော့ကျွန်တော်တုံးတာဗျာဒီ MacBook Air 13 inch ဆိုတော့ တကြိမ်နဲ့ပြီးတော့တကြိမ်အပြင်ပြနောက်ထပ်ဖိလိပါဆန်လောက်ကိုထပ်ပြီးတော့အားတွင်းနိုင်တယ်ပြီးတော့ကျွန်တော်ဒီ MacBook Air ကိုအားတွင်းတဲ့ချိန်မှာလည်းဒီကော fast charging ကိုဗျာ 65W ကိုအပြည့်ထုတ်ပေးနိုင်တယ်0 to 50% autonomous ကိုအချိန်နိုင်ကွက်ပဲပေးရတယ်အဲ့ပြင်ဒီ Ukraine 100W power မှာတဘောကျဖို့ကောင်းတာကဒီကော port တွေကိုဗျာ3ခုထောင်ထည့်ပေးထားတယ် USB C port နှစ်ခုပါမယ်ပြီးတော့ USB A port တစ်ခုပါတယ်ဒီလိုမျိုးပါရပေါ့ဗျာ၃ခုလုံးနဲ့ drive နဲ့အားထုတ်မဲ့ဆိုတော့မှ USB C1 ကနေပြီးတော့ 65W ကျန်တဲ့ဗျာဒီ USB A နဲ့ USB C2 port တွေက 20W C ထုတ်ပေးနိုင်တယ် ပြီးတော့ကျွန်တော်တုံးပြတာဆိုရင်ဗျာဒီ USB C နှစ်ပေါက်ကိုတုံးလိုက်ပြီးတော့ကျွန်တော် MacBook Air ကိုဗျာ 65W နဲ့ R2 နဲ့ပြီးတော့ကျန်တဲ့ USB C ပေါက်ကနေပြီးတော့ကျွန်တော်ရဲ့ iPhone ကိုဗျာ 30W နဲ့အပြည့် R2 နိုင်တယ်တကယ်လို့ဗျာကျွန်တော်ဒီ power bank ကိုဖုန်းအတွက်ပဲ R2 မယ်ဆိုရင်လည်းဒီကောက်2000 mAh battery ပါရတဲ့ကြောင့်ပုံမှန်ဖုန်းလုံးကိုဗျာအချိန်၄ခါလောက်ထိကိုပြန်ပြီးတော့ R2 နိုင်တယ်အဲ့ပြင်ဒီ power bank မှာအောက်လောက်ကျန်နေဆိုတော့လည်း display နဲ့ကြည့်လို့ရတယ်ပြီးတော့ဒီ power bank ကိုဗျာပြန် R2 မယ်ဆိုရင်လည်းဒီကောက် USB-C ကနေပြီးတော့ 65W အထိကို export လုပ်ပေးနိုင်တယ်။အထိပ္ပယ်အရဒီ 2000mAh power bank ကိုအားပြည့်တွင်ဖို့အတွက်အချိန်တစ်နာရီခွဲပဲပေးရတော့မယ်။ပြီးတော့နောက်ထပ်သဘောကျဖို့ကောင်းတာကဒီ power bank ကိုဝယ်မယ်ဆိုရင်ဘူးထဲမှာဗျာဒီ carrying pouch 8လေးတစ်ခုပါမယ်။ပြီးတော့ Hanover ကို export လုပ်တဲ့ USB-C to C cable လေးလည်းထည့်ပေးထားတယ်။ဒီနေရာမှာတခုတော့အားနည်းချက်ရှိရဲ့အဲ့ဒါပါလဲဆိုရင်ဗျာဒီ Ukraine 2000mAh Hanover power bank က battery capacity ကလည်းဗျာ 2000mAh ပါတာဆိုတော့ဒီကောင်ရဲ့ weight ကတော်လေးကိုလေးတယ်။ အလေးအညာဗျာ400ဂရမ်ဝန်းကျင်ရှိရယ်ဒါဗျာကျွန်တော်ပုံမှန်1000 hp ဝန်းနဲ့ရှင်တော့ဗျာနှစ်ဆလောက်တော့ပို့ပြီး400တော့မဟုတ်ဘူးဒါမဲ့ကိုကဗျာပြင်နေပါတယ်တွားအချိန်မှာပါဝါကိုအမြဲတမ်းတည်သွားမယ်ဆိုရင်ဒီပါဝါရဲ့လေးချိန်ကဗျာပုံမှန်တခြားပါဝါရဲ့နှစ်ဆရယ်ပို့ပြီး400ကတိတာလဲဒါမဲ့ဗျာကျွန်တော်မြင်မှာဆိုရင်ဒီပါဝါတစ်ခုရှိရနဲ့ကျွန်တော်ဒီ MacBook အတွင်းနဲ့ချိန်မှာရောပြီးတော့ဒီဖုန်းအတွင်းရောအရင်ရောဗျာအဆင်ပြေရဲ့တစ်ခုတည်းတည်သွားတာနဲ့လုံးဝဗျာဘယ်နဲ့ရောက်ရောက် အားကုန်သွားမှလေပြန်အားတွင်းဖို့ဗျာပလက်ရှာများလာမှလေအဲ့ဒါတွေကိုဗျာလုံးဝစိတ်ကူစားမလို့တာကတော်လေးကိုမိုက်တယ်နောက်ဆုံးဇင်းတော့နေလဲဆိုရင်ဒီ Ukraine ရဲ့2000 mAh Hanover Power ကထိုင်းဘက်မှာဗျာဒီကောင်ဘတ်1500ဝန်းကျင်နဲ့ရောင်းနေဆိုတော့မြန်မာနိုင်ငံမှာဆိုရင်လည်းဗျာဒီကောင်ဝေချက်နှစ်တိုင်းဝန်းကျင်နဲ့ပဲဝယ်ရမှာဆိုတော့ဒီစိမ်းမှာဆိုတော့ဗျာဒီ Power ကတော်လေးကိုတန်နေထို့သဖြင့်ကျွန်တော်တို့မျိုးဗျာဒီ MacBook တွေပါအားတွင်းနေလဲဆိုရင်တကယ်ကိုဗျာ Unit နဲ့ Power တခုလို့ပြောလို့ရတယ်